မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကမွန်ရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကြီးညာလိုက်ပြီးရှမ်းပြည်နယ်အခြေဆိုင် UWSA တပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့မွန်ရစ်ခိုင်များကိုနှိမ်နင်းရန်တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကမွန်ရစ်စေဝါပြဿနာကိုမကင်တွယ်ရင်ထိုင်းနိုင်ငံကမိမိဘာသာတိုက်ခိုက်ကင်တွယ်ရမယ်လို့တတိပြလာခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကမွန်ရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကြီးညာလိုက်ပြီးရှမ်းပြည်နယ်အခြေဆိုင် UWSA တပ်ဖွဲ့ကမွန်ရစ်ခိုင်များနဲ့ဆက်နွယ်နေတဲ့အတွက်နှိမ်နင်းဖို့ဒီကနေ့တောင်းဆိုလိုက်တယ်လို့ The Nation ကသတင်းဖော်ပြပါတယ်။ထိုင်းနိုင်ငံ ေနဲ့မွေးရည်စေဝါတိုင်ဖြတ်ရေးစစ်ပွဲကိုကြီးညာလိုက်ပြီးမွေးရည်စေဝါလုပ်ငန်းကြီးရဲ့နောက်ကွယ်မှာဝါတပ်ဖွဲ့ရှိနေကြောင်းရှမ်းပြည်နယ်မှာအခြေဆိုင်တဲ့ဝါတပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့မွေးရည်ခိုင်များကိုနှိမ်နင်းဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကတောင်းဆိုလာတာဖြစ်ပါတယ်။မွေးရည်စေဝါတားဆီးနေနေအစီအမံများနဲ့ပတ်သက်ပြီး၎င်းရဲ့အမြင်များကိုမျှဝေဖို့ဖိတ်ကြားခံရတဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကထိုင်းနိုင်ငံအစိုးရမွေးရည်စေဝါများထိန်းချုပ်ရေးဘုတ်ဖွဲ့ရုံးမှာ ဒီကနေ့အဲ့ဒီလိုကြေညာလိုက်တာပါမွင်းရဲစေဘာထုတ်လုပ်သူအများစုကဝါတပ်ခွင့်ရဲ့လက်အောက်မှာလုပ်ငန်းလေပတ်နေကြောင်းတစ်ချိန်ကထိုင်းနိုင်ငံမှာအခြေစိုက်ခဲ့တဲ့မွင်းရဲစေဘာကုန်တယ်တွေကအခုကဝါတပ်ခွင့်နဲ့ဆက်နွယ်ဆောင်ရွက်နေပြီးထိုင်းနိုင်ငံမှာတချို့သာကြန့်ရှိတော့ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ် ထိုင်းနိုင်ငံပေါ်ဆူဆူရွရွတန်ရောက်မှုရှိနေတဲ့မူရင်းစေဝါပြဿနာကိုကင်တွဲဖြေရှင်းရမှာထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံကောင်းဆောင်များနဲ့တရှိနေတဲ့ဆက်ဆံရေးကောင်းတွေကိုအတုံးချမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်မူရင်းစေထုတ်လုပ်တဲ့အရင်းမြစ်တွေကိုအရေးတကြီးဖြေရှင်းကင်တွဲဖို့လိုအပ်ပါတယ်လာအနေငယ်တွင်ထိုင်းနိုင်ငံချိုင်းဝန်ကြီးကဝါတပ်ဖွဲ့ကိုကင်တွဲဖြေရှင်းဖို့အိမ်နီးချင်းနိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံမှာဖြစ်ပါတယ်ရန်သူတွေကိုတနာမနေတင်မှာဘူးလို့၎င်းကဆိုပါတယ် မဲကောင်မြေကြောင်တရှောင်းမူညစ်စေဝါများရောင်းဝယ်ဖောက်ကားနေတဲ့လမ်းကြောင်းများမှတဆင်ချင်းချမှုပပောင်စေဖို့အာဏာပိုင်တွေကဒေသအတွင်းမူညစ်စေဝါစစ်စီရင်များအရှင်ဟုံမြင့်လှုပ်ဆောင်ဖို့ထိုင်းဝင်ကြီးချုပ်အောင်တဆင်ကတိုက်တွန်းပါတယ်။ကျွန်တော်နဲ့ဗိုလ်ချုပ်မင်းအောင်လိုင်းဆက်ဆံရေးကျွန်တော်နဲ့လာအောင်နိုင်ငံဆက်ဆံရေးကကောင်းမွန်ပါတယ်။ကျွန်တော်နဲ့ခီးသွားလာလို့မြင်ရပါမိမယ်။ ဒီကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုအတုံးချနိုင်ပါတယ်မြန်မာနိုင်ငံကမူရည်စေဝါပြဿနာကိုမကင်တွင်မဖြေရှင်းနိုင်မှုဆိုရင်ကျွန်တော်တို့ကိုယ့်အကူလုံးရပါမယ်မူရည်စေဝါရာဇွတ်သားတွေကကျွန်တော်တို့ရဲ့ရှန်သူဖြစ်ပါတယ်မြန်မာဘက်ကမတိုက်ခိုက်ဘူးဆိုရင်ကျွန်တော်တို့တိုက်ခိုက်ရပါလိမ့်မယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတတိပေးပြောဆိုလိုက်ပါတယ်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကစိတ်ကြွစေထုတ်လို့ရမှာအတုံးပြူတဲ့ကုန်တန်းဓာတ်ရုပ်ပစ္စည်းများမှောက်ကိုတင်သွင်းမှုတွေကိုတားဆီးဖို့ပြက်ကွက်နေတဲ့အတွက်အကျင့်ပြအောက်ကွန်ရရှိများကိုပြစ်တင်လိုက်ပြီးအဆိုပါကုန်တန်းဓာတ်ရုပ်ပစ္စည်းများကိုဝါပြီးသွေးစည်းညီ ညွှန်ရေးတက်မတော် UWSA ထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်ကိုဝင်ရောက်နေကြောင်းပြောပါတယ်။ UWSA ဝါတပ်ဖွဲ့ကထိုင်းနိုင်ငံတွင်ကိုမွေးရစေဝါများဝင်ရောက်လာမှုအတွက်တာဝန်ရှိတယ်လို့၎င်းကဆွဆွဲပြောဆိုလိုက်ပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ငလင်းကူညီရေးမှစစ်ကောင်စီတခုရဲနဲ့ထိတွေ့ဆက်ဆံခြင်းမပြုလုပ်တဲ့လို့ ASEAN ကို NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ASEAN ကငလင်းတင်မြန်မာပြည်သူများကိုထောက်ပံ့ကူညီရေးမှအာဏာသိမ်းစစ်ကောင်စီတခုရဲနဲ့ဆက်သွယ်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လှန် န်းအင်အားစုတွေဖြင့်ဆက်သွယ်ဆောင်ရွက်တင်ကြောင်း NUG ကအာဆီယံကိုပြောဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့မေလ29ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG သမရယုံပြောရင်းဆိုခွင့်ရှိသူဦးကျော်စောကပြောကြားခဲ့တာပါ။အာဆီယံအနေနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်ပြီးအတူတလေအားထုတ်ကြိုးပမ်းဆောင်ရွက်နေတာကိုကျွန်တော်တို့အတိမတ်ပြုကြိုဆိုပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီနဲ့တာပူးပေါင်းဆောင်ရွက်နေတာဆိုရင်ထိရောက်တဲ့အကူအညီမျိုးမဖြစ်လာဘဲတပ်သေးတာကအမြောက်များကပြသနေပါတယ်။ဒါအ ာကြောင့်စစ်ကောင်စီတခုနဲ့ဆက်သွယ်ဆောင်ရွက်တာမျိုးမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရပါဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းပင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်တင်တယ်လို့ဥကြော်စောကပြောပါတယ်။ငလင်ပြည်ထင်ဒေသတွေကိုအာဆီယံကအကူအညီပေးရေးကိစ္စရများမှာအမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်တဲ့ဒေသများမှာပြည်သူများမှာထိရောက်တဲ့အကူအညီများမရရှိသေးကြောင်း NUG ကပြောပါတယ်။မြမအရေးဖြေရှင်ဖို့အာဆီယံရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုကြိုးစောတယ်။အတင်းအကျပ်ဖိအားပေး တွေးဆဆွေးနွေးရေးကိုပုံဖော်ခြင်းကအရှိရှိမှပြဿနာပြင်းလဲရေးကိုအထောက်အကူမပြုကြောင်းလည်း NUG သမရယုံပြောခွင့်ရဦးကျော်စောကဆိုပါရယ်ဘုံရက်တီချက်သဘောများပေါ်ပေါက်နိုင်ရင်တော်လိုင်းအင်အားစုများအချင်းချင်းတွေးဆဆွေးနွေးနိုင်မယ့်အခင်းချင်းဖြစ်ပေါ်လာရင်ကို ASEAN အနေနဲ့ဦးစွာအကူအညီပေးတင်ပါတယ်မိမိတို့တော်လိုင်းအင်အားစုရဲ့ညီညွတ်မှုစုစည်းမှုမှတက်စင်တိုင်းပြည်အတွက်ရည်ရှိခံတဲ့ပြည်လည်မှုအဖြစ်ကိုရှာဖွေခြင်းက ASEAN အဖွဲ့အစည်းတီကအစဉ်တစိုင်းပြောဆိုထောက်ပြထားတဲ့မြန်မာအောင်မြန်မာ Lab နည်းပဲဖြစ်ပါတယ်အတင်းအကျပ်ဖီအား ာပေးပြီးစိတ်ဆက်ဆွေးနွေးခြင်းဖြင့်အပြစ်ခံရက်စဲစေခြင်းဟာရှိရှိမှပြဿနာပြည်လည်ရေးကိုအထောက်အပံ့မှာမဟုတ်ဘူးလို့ပြောပါရယ်။ရှမ်းမြောက်ရေးမှာအိန္ဒိချင်းနိုင်ငံတစ်ခုကတစ်ဖက်သက်ဖိအားပေးဆောင်ရွက်နေခြင်းကစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုအထောက်အပံ့မဖြစ်စေကြောင်း NUG ကဆိုပါရယ်။ဒါကြောင့် NUG အနေနဲ့ဗဟိုချုပ်ကိုင်မှုနဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍကိုခိုင်ခိုင်မာမာရှုပြီးတိုင်းပြည်ရဲ့အရင်းမြစ်ပြဿနာတွေကိုဖြေရှင်းပေးနိုင်ဖို့ဦးတည်တဲ့အားလုံးပါဝင်သောတွဲဆောင်ဆွေးနွေးဖြစ်စေဖို့ကြိုးပမ်းဆောင်ရွက်တင်ကြောင်းအာဆီယံကို NUG ကတောင်းဆိုထားပါရယ်။မြန်မာအရေးကဒီ နေ့အာဆီယံရဲ့ဂုဏ်သိက္ခာပြန်လည်အားကောင်းလာစေဖို့အလွန်အချိန်ကာတင့်တဲ့အခွင့်အရေးတရက်လို့အာဆီယံကမှတ်ယူနိုင်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ကတိုက်တွန်းပြောဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဆလင်းမြို့နယ်မှာ73ရက်ကြာတိုက်ပွဲစစ်ကောင်စီတပ်ထိခိုက်မှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ကပြည်သူ၆ဦးတပ်ဖြတ်ပြီးနေအိမ်၄၀၀ကျော်မိရှုဖျက်ဆီးရလို့သိရပါတယ်။မကွေးတိုင်းဆလင်းမြို့နယ်မှာ73ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်ထိခိုက်မှုတွေရှိကြောင်းပြည်သူကာကွယ်ရေးဖွဲ့ပါကဖာ ဆလင်းကဒီကနေ့မေလ29ရက်နေ့မှာထုတ်ပြန်ပါတယ်အထိနာခဲ့တဲ့စစ်ကောင်စီတပ်စစ်ကြောင်းကဒေသခံပြည်သူများရဲ့နေအိမ်400ကျော်ကိုမိရှုဖျက်ဆီးပြီးအသက်50နှစ်အထက်ပြည်သူ6ဦးတပ်ဖြတ်ခဲ့ကြောင်းဖော်ပြပါတယ်ဆလင်းမြို့နယ်မှာမေလ23ရက်နေ့မှာမေလ25ရက်ထိ73ရက်ကြာထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်စဉ်များအရအခုမေလ23ရက်ကပခုတ်ကူမြို့အခြေဆိုင်တမတရတင်းနဲ့မကွေးမြို့အခြေဆိုင်တမ88လောက်ခန့်ခလာရ253 254နဲ့255တရင်များနဲ့စုဖွဲ့လာတဲ့စစ်ကောင်စီစစ်ကြောင်းက အနောက်ကံပောင်ကျင်းရွာဝမ်းပြေအွန်လိုင်းရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနဲ့အွန်လိုင်းပိနေပြီးငလင်ပန်းကျင်းရွာတွေကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းတို့နဲ့မေလ25ရက်ဒီနေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် 150ကျော်လို့သိရတယ်လင်းစင်းစကမ်းမှလည်းကြံခဲ့ပြီးတဝက်ကအနီနာရွာဘက်ကိုပြန်ဆုတ်တင်လို့သိရတယ်လို့ဆလင်းပါကဖာတာဝန်ကကိုအောင်ဆန်းကမြို့နယ်မှာစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ရဲ့နောက်ဆုံးအခြေအနေကိုရှင်းပြပါတယ်ဆလင်းမြို့နယ်မှာမကြာခဏစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကစစ်ကောင်ဆောင်မင်းအောင်လိုင်းပြုလုပ်မယ်ရွှေကောက်ပွဲအတွက်နေမြေရှင်းလင်းကမြို့ကိုကာကွယ်ရန်လို့၎င်းကတုံ့တက်ပါတယ်မေလ21ရက်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့စီးနဲ့လေကြောင်းပစ်ကူရယူကဆလင်းမြို့နယ်ချောင်းတောင်ဘက်ချမ်းမမြောက်ဖက်ချမ်းရှိခွေးကုန်းရွာနဲ့ မတန်ကောင်းကြီးရွာကိုစစ်ကြောင်းတစ်ကြောင်းနဲ့ထနောင်းကုန်းကြီးရွာကိုဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။မေလာ၂၂ရက်မှာထနောင်းကုန်းကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုဇလင်းပတ်ကဖာနဲ့ဗမာတပ်တော်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကခွေးကုန်းကြီးရွာကိုဆက်ခွာသွားခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်ခွေးကုန်းကြီးရွာကိုထပ်မံပိတ်ဆို့တိုက်ခိုက်ရာစစ်ကောင်စီတပ်ကတိုက်ဆုံမှုများခဲ့ပြီးလင်းရည်နှစည်းနဲ့ပစ်ကူပေးပြီးတော်လိုင်းတပ်များပြန်လည်ဆက်ခွာခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲ၁၇ရက်မြောက်နေ့မေလာ၂၃ရက်မှာစစ်ကောင်စီတပ်ကအင်အားလုံးရင်းနဲ့စနေချ ောင်းချင်းရွာဝင်ရောက်စဉ်ဒေါ်လိုင်းတက်များနဲ့ပြင်းထန်ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ကြောင်းဖော်ပြပါရယ်စစ်ကောင်စီတပ်ကစနီချောင်းရွှေကူနဲ့ပန်းပြင်ချင်းရွာတို့မှာတပ်ဖြန့်အထိုင်ချနေပြီးစနီချောင်းချင်းရွာကိုမိရှုခဲ့ကြောင်းသိရပါရယ်စစ်ကောင်စီတပ်ကအိုးတေချင်းရွာကိုစစ်ကြောင်းနှစ်ခုခွဲဝင်လာတဲ့မေလ24ရက်မှာမဟာမိတ်တပ်ပေါင်းစုတွေကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်မှအထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့သိရပါရယ်အဲ့ဒီနောက်စစ်ကောင်စီတပ်ကအိုးတေချင်းရွာမှာလင်းစင်းစခန်းကိုမေလ25ရက်မှာပြန်လည်ဆုတ်ခွာသွားကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်ဒါကြောင့်စစ်ကောင်စီတပ် ်မိရှုခဲ့တဲ့ဆလင်းမြို့နယ်ကျေးရွာများမှာမိပေးတင်စစ်ပေးဆောင်များအတွက်အကူအညီများလိုအပ်နေကြောင်းသိရတယ်လို့ဖော်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရခိုင်ကစစ်ကောင်စီထိန်းချုပ်မြို့များမှာကြောင်းအပ်လက်ခံနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကစစ်တွေကြောင်းပြူနယ်မအောင်လို့မှစတင်ကြောင်းများဖွင့်လှစ်တော်မှာဖြစ်ပြီးကြောင်းအပ်လက်ခံနေပြီလို့သိရပါရယ်။ဇွန်လမှာစတင်ကြောင်းများဖွင့်လှစ်တော်မှာဖြစ်ပြီးမေလဒုတိယဘက်ကစပြီးရခိုင်ပြည်အတွင်းထိန်းချုပ်မြို့များမှာစစ်ကောင်စီကကြောင်းအပ်လက်ခံနေပြီလို့ဒေသခံတွေကပြောပါရယ်။စစ်တွေဒေသခံတအုပ်ကကြောင်းအပ်လက်ခံနေပါပြီ။ဆရာဆရာမတွေကတော့ကြောင်းစတက်နေရပါပြီ။ကျွန်တော်တို့စစ်ဆောင်စခန်းကကလေးတွေကြောင်းအပ်ထားပြီးပါပြီ။လာမယ့်အပတ်ကြောင်းစတ တက်ရတော့မယ်လို့တော့ပြောပါတယ်စစ်တွေမျိုးကတော့အခုအေးအေးဆေးဆေးဖြစ်နေပါတယ်တိုက်ပွဲကလည်းမရှိပါဘူးရန်ကုန်မှာရှိတဲ့သူတွေလည်းစစ်တွေကိုပြန်လာနေကြပါတယ်သူတို့လည်းကြောင်းထားနေရတာကိုတွေ့ရပါတယ်လို့ပြောပါတယ်ရန်ကုန်မြို့နဲ့ပြည်မမျိုးတွေကိုရောက်ရှိနေကြတဲ့ကျောင်းဆရာဆရာမတွေကလည်းပြန်လာနေကြပြီးပြန်မလာသူတွေကိုအလောက်ကထုတ်ပယ်သွားမယ်လို့စစ်ကောင်စီကထိန်းချုပ်ထားကြောင်းလည်းသိရပါတယ်ကျောင်းပြူဒေသခံတအုပ်ကကျောင်းပြူမှာလည်းစာတင်ကျောင်းတွေဖွင့်မယ်လို့တော့ပြောပါတယ်ကျောင်းတချို့တော့ကျောင်းအပ်လက်ခံနေပါပြီကျောင်းအပ်ကြတဲ့သူတွေရှိသလိုမအပ်ကြတဲ့သူတွေလည်းရှိပါတယ်တိုက်ပွဲတွေကလည်းရှိနေတော့မိဘတွေက ကြောင်မဖို့ကြတာလည်းဖြစ်နိုင်ပါတယ်မျိုးရည်အနေထားကစိုးရိမ်မှုတွေနဲ့ပေါ်တိုက်ပွဲကမျိုးပေါ်ထိရောက်လာမှလားကျောင်းကပြီးဆုံးအောင်ထိတက်ရမှလားအတွေးတွေကမိပါရီမှာအပြေပဲအားလုံးကတတိထားစောင့်ကြည့်နေရပါတယ်ရန်ကုန်ဘက်ကိုဆစ်ဆောင်ထွက်သွားတဲ့သူတွေလည်းရှိနေတယ်လို့ပြောပါတယ်ကျောက်ဖြူမျိုးနဲ့အမှတ်30ရဲတန်ရည်နီတစ်ပုတ်တောင်ကျေးရွာနီတဝိုင်းမှာတိုက်ပွဲများဖြစ်ပွားနေပြီးနေစဉ်နီပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြောင်းလည်းဒေသခံတွေစီကသိရပါတယ်တိုက်ပွဲများရှိနေတော့လဲအာနာသိန်းစစ်ကောင်စီကစတင်ကြောင်းများအတင်းအဓမ္မဖွင့်လှစ်ဖို့ကြိုးပမ်းနေပြီးကျောင်းဆရာဆရာမများကိုလည်းက ောင်းပြန်လာဖို့ဖိအားပေးခေါ်ယူနေကြောင်းသိရပါတယ်